ိုတိုင်းက LGBT တယောက်ဖြစ်ပေမဲ့မိခင်ဖြစ်သူရဲ့ဆန္ဒကြောင့်ဗုဒ္ဓဂါယကိုဖျားဖို့သွားရင် တုံလပတ်ယဟန်ခံခဲ့တဲ့တယောက်ဆောင်ဥက္ကမင်းမောင်မင်္ဂလာပါပရိသတ်ကြီးရင်တယောက်ဆောင်ဥက္ကမင်းမောင်ကတော့ VCD တခြင်းတွေခင်စားတဲ့အချိန်ကလေးကတယောက်ဆောင်တယောက်အနေနဲ့အမှုပညာလောကတွေကိုဝင်ရောက်လာခဲ့တာဖြစ်ပြီးခန္ဓာကိုယ်တောင်းတောင်းဖြောင်းဖြောင်းနဲ့ရုပ်ရည်ကလည်းချုံမောတာကြောင့်မင်္ဂလီပရိသတ်တော်တော်များများရဲ့အားပေးခြင်းကိုခံခဲ့ရသူဖြစ်ပါတယ်ဒါပေမဲ့နောက်ပိုင်းမှာတော့ဥက္ကမင်းမောင်က သူဟာ LGBT တယောက်ဖြစ်တယ်လို့အားလုံးရှိမှဝန်ခံခဲ့တာဖြစ်ပြီး LGBT တွေကိုထောက်ခံအားပေးနေတဲ့အမေရိကန်နိုင်ငံကိုပြောင်းရွှေ့နေထိုင်နေတာလည်းဖြစ်ပါတယ်။တရုတ်ဆောင်အုပ်ကမင်းမောင်ကလိင်တူအမျိုးသားတွေကိုသာချစ်ခင်နှစ်သက်သူဖြစ်တာကြောင့်လိင်တူချင်းလက်ထက်ဘူးသူအမျိုးသားတယောက်လည်းဖြစ်ပါတယ်။ဒါပေမဲ့လက်ရှိမှာတော့ single တယောက်အနေနဲ့သာရပ်တည်နေတဲ့အုပ်ကမင်းမောင်ကပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကမိခင်ဖြစ်သူနဲ့တွေ့ဆုံမှုအတွက်ဗုဒ္ဓဂါယကိုသွားရောက်ခဲ့တာဖြစ်ပြီး ဗုဒ္ဓဂ ਾਇ ယာကိုရောက်တဲ့အချိန်မှာတော့မိခင်ကြီးရဲ့အစဏအယဒေါလပတ်ယဟန်ဝစ်ချင်းမင်္ဂလာပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ဥက္ကမင်းမောင်ကမြတ်စွာဘုရားပွင့်တော်မူခဲ့တဲ့ဗုဒ္ဓဂ ਾਇ ယာမှာ မိခင်ကြီးရဲ့မွေးနေ့အတွက်ကျေးဇူးဆက်တဲ့အနေနဲ့ရောနိဗ္ဗာန်ကိုမျှော်ကိုး၍ဒေါလပတ်ယဟန်ဝစ်ချင်းမင်္ဂလာဖြစ်ပါတယ်။မိခင်ကြီးနဲ့မိဆွေများကလည်းတိလားရှင်ဝတ်ပြီးတော့ကုသိုလ်ကောင်းမှုအလှအတန်းများပြုလုပ်ခဲ့ပါတယ်။ဦးစင်းရဲ့ယဟန်အမိကတော့ရေဝိတ္တဖြစ်ပါတယ်။ယဟန်ငါးရဲ့ဝတ်မှာဖြစ်ပါတယ်။ ဘဝမှာတတိယအကြိမ်မြောက်ဒုံလပတ်ယဟန်ဝစ်ချင်းဖြစ်ပါတယ်။ပါဝင်လူဒန်းကုသိုလ်ယူကြသူများအားလုံးကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်ဟုဆိုကောင်းသူရဲ့လူမှုကွန်ရက်စာမျက်နှာကနေတစဉ်ပြည်သက်တွေကိုလည်းအသိပေးလာခဲ့တာဖြစ်ပါတယ်။တရုတ်ဆောင်ဥက္ကမင်းမောင်ကတော့သူရဲ့ဘဝမှာတတိယအကြိမ်မြောက်အဖြစ်ဒုံလပတ်ယဟန်ဝစ်ခဲ့တာဖြစ်ပြီးပြည်သက်တွေအတွက်လည်းသူရရှိခဲ့တဲ့ကုသိုလ်ကောင်းမှုတွေကိုမျှဝေပေးလာခဲ့တာပဲဖြစ်ပါတယ်။